တမှုကြီးမားဆုံးစွာအထက်ဆုံးအရာတစ်ခုကိုရွေးချယ်ပြီးတော့ပြောပါလို့ဆိုရင်ပညာလို့ပဲပြောမှာဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကပညာနရနာ ရတနာလူသားတို့ရဲ့ပစ္စည်းဥစ္စာယရနာဆိုတာ မျက်နှာဘွေရယရနာဆိုတာအသိပညာသာဖြစ်တယ်လူအများစုအသိမှတ်ပြုတဲ့ရွှေငွေချောက်တံပရမယာတွေယရနာပစ္စည်းလို့လူတွေကသတ်မှတ်ကြတော့လဲပဲတကယ်ယရနာမျက်နှာဘွေရအစ်စ်ကတော့လူတွေရဲ့တဏ္ဍာမှာရှိနိုင်တဲ့ ရှိအောင်ကြိုးစားရတဲ့အသိပညာအသိပညာပဲဖြစ်တယ်အဲ့ဒီအသိပညာဆိုတာငကူကပါလာတာမဟုတ်ဘူးပေါ့သို့တော့ပညာရဲ့ဆုဆဲအခြေခံအနေနဲ့အဖြစ်တော့ရှိတတ်လူသားတွေမှာပညာ၃မျိုးဆိုပြီးတော့ခွဲခြားပြတာရှိတယ် မွေးရပါပညာကိုပဋိသန္ဓိပညာလို့ခေါ်လူတိုင်းလူတိုင်းမှာတော့ပါလေးမရှိဘူး bright ဖြစ်တဲ့ပုဂ္ဂိုလ်တွေမှာတော့မွေးရပါပညာဆိုတာရှိတယ်ပေါ့အဲ့ဒီမွေးရပါပညာရှိတဲ့ပုဂ္ဂိုလ်ဟာသူများတဲ့ပို့ပြီးတော့ထက်မြက်တယ်သူများတဲ့ပို့ပြီးတော့မတင်ရဘဲနဲ့နားလဲတယ် bright ဖြစ်တယ်လို့ပြောကြတယ် အထူးအဖြစ်ဟိုကိုလူမျိုးကိုနိုင်ငံနေမှုပြောတာမဟုတ်ဘူးရှေးဘုံရချုပ်ပြီးတော့ပြောမယ်ဆိုရင်တစ်ချိန်ကနိုင်ငံတကာမှာအတန်လွှင့်နဲ့အတန်လွှင့်ယုံတစ်ခုကအင်တာဗျူးလုပ်တဲ့အခါမှာပြောသွားတာလေမှတ်မထင်ကြားလိုက်ရတာရှိတယ် အာရှသားတွေနဲ့တွဲပြီးတော့အလုံးလို့ဖူးတဲ့ပုံကတရားကဝန်ခံပြောကြသွားတာပါတော့ဆိုအရှတ်နိုင်ငံနေရမယ်တဲ့သူပွွင့်ပွင့်လင်းလင်းပြောရင်သူတွဲလို့တဲ့ထဲမှာဗမာပြည်ကလူတွေက bright ဖြစ်တယ်လို့လို့ပြောပါသာသူမသူများအတိမပြုတဲ့စကားတစ်ခုပေါ့နော် ူနဲ့တွဲလို့တဲ့ပုဂ္ဂိုလ်တွေကပညာစွာအားထက်မြတ်တဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်နေပြောမယ်ဆိုရင်တော့လည်းဖြစ်တော့ဖြစ်နေဘာကြောင့်လဲဆိုရင်ကပ္ပကုလသမဂ္ဂမှာဒီကုလသမဂ္ဂအတွင်မှုချုပ်လုတ်သွားတာရှိတဲ့ ထဲမဲ့မြန်မာနိုင်ငံကတူပါဝင်သွားတယ်။ဥတ္တဆိုတဲ့သူချုံတဲ့ပုဂ္ဂိုလ်တူပါ။ဒါတမန်အားဖြင့်ဒီလိုကပအသင်အဖွဲ့ United Nation လူပေါင်းစုံကပပေါင်းစုံနိုင်ငံပေါင်းစုံကပုဂ္ဂိုလ်တွေလူမျိုးပေါင်းစုံစုထားတဲ့အထက် ထက်ထက်မြက်မြက်နဲ့အရာရာကိုဥဆောင်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာပေါ်များတာတော့မဟုတ်ဘူးရှားပါတယ်စိတ်အေးတိုက်ပွဲကြီးမားနေတဲ့ခေတ်ကာလမှာဘုရားဘာသာဝင်ဖြစ်ပြီးအမျော်မြင်ကြီးမားလို့စိတ်နှလုံးနှူးညံ့တဲ့ဥတ္တန်ကဘာကုလသမေကမှာအလုံးကလိုလိုလားလားနဲ့ တွင်အတွင်ယေမှုချုပ်ရာထူးကိုပေးခဲ့တာဖြစ်တယ်